ရှေးရာစုနှစ်ပေါင်းများစွာထဲအလူတွေဟာသူတို့အားထားယုံကြည်ရဖြစ်တဲ့ခေါ်တွေကိုကိုးကွယ်ခဲ့ကြပါတယ်။နိုင်ငံတွေ၊နယ်မြေတွေအလိုက်လူမျိုးတွေကွဲပြားမှုကြောင့်သူတို့ကိုးကွယ်ကြတဲ့ခေါ်တွေကလည်းကွဲပြားကြပါတယ်။တရုတ်နိုင်ငံမှာနှစ်ဖျားပေါင်း200ကျော်ကနေ1000အထိရှိပါတယ်။ဒါပေမဲ့အဲ့နှစ်ဖျားတွေထဲမှာအပန်းနေရာဝင်ကျင်လောက်ကိုသာလူတွေဟာကိုးကွယ်ခဲ့ကြပါတယ်။ဒီဗီဒီယိုမှာတော့တရုတ်နိုင်ငံရဲ့ရှီယောင်ခေါ်တပါဖြစ်တဲ့ပန်ကူးအကြောင်းကိုပြောမှာဖြစ်ပါတယ်။ဒဏ္ဍာရီထဲမှာပန်ကူးရဲ့ပုံစံကိုဥချုံနှောင်ရှိတဲ့ဂျိုင်းရဲ့ပုံစံဖော်ပြထားပါတယ်။ပန်ကူးက Cosmic Egg ကနေမွေးဖွားလာတာဖြစ်ပြီးကဘာ ာကြီးမတီးရှိရင်ကတည်းကပေါ်ပေါက်ခဲ့ပါတယ်။ပန်ခူးရဲ့ခွန်ကအလုံးအတန်မှလုံလာကြောင်းကော့စမစ်အကဏီဖောက်တဲ့ကဥထဲမှာရှိတဲ့ကြည်လင်တဲ့ dressing တွေကိုကောင်းငယ်ပုံအဖြစ်ဖန်တီးပြီးမောင်မိုက်တဲ့ dressing တွေကိုကဘာမြေကြီးဖြစ်ဖန်တီးခွဲထုတ်နိုင်ခဲ့ပါတယ်။အဲ့လိုခွဲထုတ်ပြီးနောက်မှာတော့ကောင်းငယ်နဲ့ကဘာမြေကြီးအလန်းဝေးအောင်ကောင်းငယ်ပုံကိုပုံမြင့်အောင်ထားလိုက်ပါတယ်။ကဘာကြီးကိုပန်းကူးစပြီးဖန်တီးစဉ်ကမြေဆိုင်ခဲတွေပဲရှိပေမဲ့ပန်းကူးတည်ဆုံးပြီးနောက်မှာတော့သူ့ရဲ့အတန်ဟာလီနဲ့တိန်တဲ့အသွင်ကိုပြောင်းသွားပြီးသူ့သွေးတွေကမြေဖြစ်ကိုပြောင်းသွားပါတယ် ဒါပြင်သူ့ရဲ့အယိုးတွေကအေယာမတောင်တန်းတွေဖြစ်လာပြီးသူ့ရဲ့သားကြီးကတော့မြေကြီးလွှာအဖြစ်ကိုပြောင်းသွားပါတယ်။တနည်းအားဖြင့်ပြောရရင်ပန်းခုဟာကောင်းကင်ဘုံနဲ့ကဘာကိုဖန်ဆင်းခဲ့တဲ့ခေါ်တပါဖြစ်ပါတယ်။ပန်းခုဟာကဘာနဲ့ကောင်းကင်ဘုံကိုဖန်ဆင်းခဲ့ုံနဲ့မကဘဲဦးထဲမှာရှိရဲ့ရင်းနဲ့ရန်ကိုပါခွဲထုတ်ခဲ့ပါတယ်။ရင်းနဲ့ရန်ဆိုတာဆွကြဝရရဲ့စန့်ကျင်ဘက်စွမ်းအနှစ်ခုဖြစ်ပါတယ်။ ရှင်ဟာမောက်မိုက်ခြင်းအေးမြခြင်းတို့နဲ့ဆက်ဆက်နေပြီးရန်ဟာတော့တောက်ပခြင်းနှွေးထွေးခြင်းတို့နဲ့ဆက်ဆက်နေပါတယ်။ရှင်ရန်တင်ငေတာကိုဆက်ဝိုင်းထဲမှာအဖြူရောင်ဝေဝဲနဲ့အနက်ရောင်ဝေဝဲနှစ်ခုကလျက်ပုံစံနဲ့ဖော်ပြကြပါတယ်။တရုတ်ရင်ကျေးမှုမှာရှင်ရန်ယူဆကစီးပညာ၊ကုခဲပညာနဲ့အခြားသောအမှုပညာတွေမှာနက်နက်ရှာရှာအမြင့်တွယ်နေပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ Chinese mythology တဲ့ကဘာကြီးကိုဖန်ဆင်းခဲ့တဲ့ပန်းကူးချောင်းကိုပြောထားတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောမှဖြစ်လို့စောင့်မျှော်ပေးကြပါဦး။